ရိုနိုရဲ့ hat trick နဲ့နှစ်လပပအနိုင်ယူပြီး Spain ကျောင်းဖွဲ့ခံယူလိုက်တဲ့တခင်ကြီး United ပြည်သူများလုံးပဲမိန်လာများရွှေရော့ iBack ကိုရှိဖို့ online အချင်းကနေပြန်လဲကြိုးလိုက်ပါရင် KSS and Spain အသင်းနဲ့တွေ့ရင်အများအားပုံမှန်ဖို့ရုန်းကန်ရလေးရှိတဲ့တခင်ကြီး United တို့ကတော့အစင်လာကိုပြန်ရွေးပြီး Spain ကအဖင်ကနေ Spain ကျောင်းဖွဲ့ကိုခံယူလို့သွားခဲ့ပြီဖြစ်ပါရင် အပတိုင်းဂူအောင်နေရတဲ့ဂိတ်ဖန်တို့လည်းအခုမှပဲလူလုံးထွန်းဆပြုတ်လာပြီးစိုက်ကားဂိတ်တွေလည်းပုံမှန်အတိုင်းပြန်ဖွင့်လာခဲ့ပြီဖြစ်ပါတယ်ပရီးမီယာလိမှာချင်းနေမကောင်းလို့ဘေးရင်ပြောင်းမိနေရတဲ့ဂိမ်းမှုတို့ဟာပြည်ရင်ဖလားပြန်ဝဲတွေကားတွေလည်းပြုတ်ထားပြီဖြစ်တဲ့အတွက်ခွဲပြောက်ပြန်ပြီးလို့ထင်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့ဂိမ်းမှုတို့အကြံကြီးကြံနေတာဖြစ်ပြီးတစ်ချက်ခုတ်3 5ချက်လောက်ပြတ်ဆိုတော့ယူပါလေးယူပြီးဖလားလည်းမဖြစ်အောင်လုံးမဲ့ပြင်လာမယ့်အရာသည်ချန်ပီယံလိဝင်ခွင့်ယူဖို့ပါကြံစည်နေတာဖြစ်ပါတယ် ဆိုဒီရတဲ့ပွဲမှာဂေမိုးတို့ရဲ့ခြေစွမ်းဟာပထမပိုင်းမှာအားရဆရာမကောင်းပေမဲ့ဒုတိယပိုင်းမှာတော့ရှယ်လန်းလို့တကယ်ကျန်းခဲ့ပြီးဂိုးတွေကိုအမျိုးတွေလိုတင်းရင်းနေနေသိမ်းယူသွားခဲ့တာဖြစ်ပါတယ်။အထာပဲဆရာလေးတော်ဝဲချန်နဲ့ ဘရူနိုကလည်းပိန်နဲ့သည့်ဟက်ထရစ်ရရှိခဲ့ပြီးဗီအာကြောင့်သာတပွဲလေးလေးကိုမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဆယ်စီကတော့ဘောလုံးအထင်းသိမ်းအပေးပေါ်မှာရော်နယ်တင်ဟိုဆန်တော့အဆုံးအသတ်အပိုင်းမှာတော့ဒါဝင်နူးညံ့ဖြစ်နေပြီးတိုးသားဂိုးဝင်အောင်သွင်းနိုင်ရင်ဂိမ်မှုရဲ့နိုင်ပွဲကပြတ်သွားမှာပါ။ဂိမ်မှုရဲ့နိုင်ပွဲကအဖက်ဖက်ကနေအပေါင်းလက္ခဏာဆောင်ခဲ့တာတော့အမှန်ပဲဖြစ်ပြီးအမ်ဘိုရင်ရဲ့ကစားကွက်နဲ့ကစားသမားတွေကစားတဲ့စားအသားပေါ်ကျလာပြီဆိုတာကိုမြင်သာလာပြီးပဲဖြစ်ပါတယ်။ပွဲထွက်လို့စင်းမှာဂိမ်မှုတို့ဟာတိုက်စစ်မှာဝိုင်လန်းကိုထောင်းတင်ကစားလာခဲ့ပြီးတိုင်းမမဆဲစီဂါနာချိုတို့ကို တင်ကစားခဲ့တာဖြစ်ပါတယ်။ကွန်းနမှာတော့ဒေါဂိုဘရူနိုကက်စမဲလိုဒါလောလို့ရှိနေခဲ့ပြီးခန်းစစ်မှာဟဲဗန်ဒီနစ်မာဇာရာဘီကုလမအွန်နာနာတို့ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ရီယယ်ဆိုစီတဲ့ကလည်းကိုဘောဇူဘီမန်နီဘက်ကအစရှိတဲ့အဓိကကစားသမားတွေကိုအသုံးဆွဲလာခဲ့တာပဲဖြစ်ပါတယ်။ ဘရိုင်းကတော့ဂိမ်းမိုးတွေရဲ့ကစားဟန်ကကောင်းပေမဲ့ကိုရမနိုင်မဲ့အခွင့်အရေးတွေကိုအသုံးချနိုင်ခြင်းမရှိဘူးဖြစ်ပါတယ်။တိုင်းစစ်မှာအခွင့်အရေးရပြီဆိုရင်အဆုံးသတ်နိုင်စွမ်းမရှိပဲအပြတ်များနေခဲ့တာပါ။အစားပိုင်းမှာလည်းဂိမ်းမိုးတို့ဟာဒီနေ့ကျပနတီပေးခဲ့ရပြီးအိုရာစာဘက်ကစော်စီတဲ့အတွက်ဥစ္စာကိုသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။အိုနန္ဒာလည်းဘာမှမတင်နိုင်ပဲခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။ပွဲချိန်ဆန်းတဲ့မနေ့မှာဘရူနိုရဲ့ဖန်တီမှုကနေဝိုင်လန်ကအပိုင်ပိန်သွင်းမှုရှိရမဲ့စော်စီတဲ့ဘက်ကဖောင်းလုခဲ့တာကြောင့်ဂိမ်းမိုးတို့ပနတီရသွားခဲ့ပါတယ်။ရရှိလာတဲ့ပနတီကိုစားသုံးနေကြဘရူနိုကဂိုလမရဲ့ညာဘက်တောက်တဲ့အပိုင်ကန်ထည့်သွားခဲ့တာပါ။ ဖွဲရည်နဲ့ဆာကုမ္ပဏီမှာဇက်စီရဲ့လလဘဘလိန်ခေါက်ဖန်နေမှုကနေဟွိုင်လန်းကအပိုင်ပိတ်သွင်းဝင်ရခဲ့ပေမဲ့ထုံးစံတိုင်းလွဲချော်ခဲ့ပြန်ပါတယ်ဒီလိုနဲ့ဗရာဘိုင်းကဝတ်ကောစီတေးချနေခဲ့ပြီးဒုတိယပိုင်းမှာတော့ဂေမိုးတို့ရဲ့ကစားပုံကပုံမကောင်းမွန်လာခဲ့ပါတယ်ဒုတိယပိုင်းဆက်ဆံခြင်းမှာဂေမိုးတို့ပန်နတီရခဲ့ပြီးဒေါကူရဲ့ပြေးလန်းချောင်းကိုပိတ်တယ်ဆိုပြီးပေးခဲ့တာဖြစ်ပါတယ်ရရှိလာတဲ့ဗရန်ဒီကိုဘလူးနိုကပဲကုလမရဲ့ဘဲဘက်ကိုကန်သွင်းပြီးဥစားကိုတွင်မိခဲ့တာဖြစ်ပါတယ်။ပွဲစားချင်း68မိနစ်မှာဒေါကုကိုတားဆီးဖို့ဂျိုးစားရာကနေဆော်စီတဲ့နောက်ခံလို့အရန်ဘူရူ အနီးကထိသွားခဲ့ပြပါတယ်။ပွဲစားချိန်မနေ့80မှာဘရိုနိုရဲ့ပေးပို့မှုကလည်းဇက်စီအပိုင်းကန်သွင်းပေမဲ့ကုသမမီသွားခဲ့ပြပါတယ်။သိမကြခင်မှာပဲမာဆာရီရဲ့လှလပပလိန်ခေါင်ဆွဲပြဖန်လေးပေးမှုကလည်းဇက်စီပဲနောက်ထပ်တစ်ပံအပိုင်းကောင်းတိုက်ပေမဲ့လွဲခဲ့ပြပါတယ်။ဒီလိုနဲ့ပွဲချင်း83တွေမှာဂိမ်မှုလိုပန်နီထရခဲ့ပေမဲ့ဒေါ်ကူကဆွေဆွေးတဲ့နောက်ကန်လိုထရာအိုရီဘောလုံးကိုထိခဲ့ကြောင်းဒိုင်းကိုပြောပြခဲ့တာကြောင့်ပန်နီကိုပယ်ဖျက်ပေးခဲ့ပါတယ်။ဒေါ်ကူအနေနဲ့အာဂါစာသမားစိတ်တဲ့ပြီးသားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပွဲချင်း88မိနစ်မှာတော့ဂိမ်မှုလိုတတိယမြောက်ကိုရခဲ့ပြီးတမ်မြတ်တိုင်းစစ်ကနေဂါနာချင်းရဲ့ဖန်နီပေးမှုကိုဘရိုနိုက တောက်ဖြက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ဂေမိုရိုအတွက်အပိတ်ကိုကတော့ဝိုင်လန်ပေးပို့တဲ့ဘောလုံးကိုဒါလော့ကအပိုင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ဂေမိုရိုအနောက်ဆင်းမှာလိုင်ယွန်နဲ့တွေ့မှာဖြစ်ပြီးယူပါလိချန်ပီယံဖြစ်ဖို့ရေပန်းအစားဆုံးဖြစ်နေစေဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။ဗီလီကဒီလောက်ပါပဲ။နောက်နေ့မှာလည်းအားစားတဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။